ထိုင်းရဲတပ်ဖွဲ့ဟာ Thai Miss Universe အဖွဲ့ကိုအွန်လိုင်းကာဆီနိုလောင်းကစားတွေကိုကြောင်ညာပေးမှုတန်နီယာနဲ့ဝင်ရောက်စီးနှင်းခဲ့တယ်လို့ The Nation Thailand သတင်းမှာဖော်ပြခဲ့ပါတယ်။ Miss Grand International CEO နာဝက်ကတော့ဒီဖြစ်စဉ်နဲ့ပတ်သက်မှုမရှိကြောင်းအတည်ပြုထားပါတယ်။ Miss Universe 2025ပြိုင်ပွဲရဲ့အငင်းပွားဝယ်ကြောင်ညာတစ်ခုမှာ ပြိုင်ပွဲဝင်တွေက၎င်းတို့တဲခိုတဲ့နေရာမှာအွန်လိုင်းကာစီနိုတွေကိုထောက်ခံကြောညာပေးတဲ့ဗီဒီယိုတွေကိုရိုက်ကူးခဲ့တယ်လို့စွပ်စွဲခံခဲ့ရပြီးဒီဖြစ်စဉ်ကိုထိုင်းရဲတပ်ဖွဲ့ကမကြသေးမီကစုံစမ်းစစ်ဆေးခဲ့ပါတယ်အခုလိုအွန်လိုင်းကာစီနိုလောင်းကစားကိုကြောညာမှုဟာထိုင်းဥပဒေအရတရားမဝင်ကြောင်းသတ်မှတ်ခံထားရပါတယ်ဖြစ်စဉ်ကြောင့်ပြိုင်ပွဲကိုအင်ရှင်အဖြစ်လက်ခံကျင်းပတဲ့ထိုင်းနိုင်ငံရဲ့ဂုဏ်သိက္ခာကိုအကြီးအကျယ်ထိခိုက်စေကြောင်းလည်းသတင်းမှာဖော်ပြထားပါတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး MGR ရဲ့ဥက္ကဋ္ဌဖြစ်ပြီး 84ချိန်မြောက် Miss Universe Thailand Host Committee ဥက္ကဋ္ဌဖြစ်တဲ့နာဝတ်ကိုရဲတပ်ဖွဲ့ကဝက်ဖရာရဲစခန်းကိုခေါ်ယူစစ်ဆေးခဲ့ရမှာ Miss Grand International ဟာ online casino တွေကိုကြော်ညာပေးမှုနဲ့ပတ်သက်ခြင်းမရှိကြောင်းနာဝတ်ကအတည်ပြုခဲ့ပါတယ်။စုံစမ်းစစ်ဆေးမှုအပြီးမှာ Miss Universe Thailand Host Committee ကကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီးအဲ့ဒီကြေညာချက်ထဲမှာ online casino တွေနဲ့ဆက်နွယ်တဲ့လှုပ်ဆောင်မှုတွေနဲ့ပတ်သက်မှုမရှိကြောင်းဖော်ပြခဲ့ပါတယ်။